ဒိုင်မင်းစုရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှတော့ပရိသတ်တွေကစံရည်သူခေါင်းနှုံးကို ရေးသားထားတယ်လွားလိုက်တာမိညိုရဲ့ဆိုတဲ့ဇလန်းလေးကို နားဆင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဇလန်းလေးကိုတော့ကျွန်တော်နေလင်းကနေပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာချန်ရှိမှာလူစိမ့်တယောက်ကိုကြည့်ဒီချောင်းနေကြည်တည်ရည်တည်လုံနေပြီးတော့မိညိုတို့ချန်ဝင်ကြီးရဲ့အကြောင်းကြော်ထဲမှာတလောက်တရင်ကြည့်တဲ့ဟာသူမသိဘူးလားမပြောတတ်ပါဘူးမိကလေးတယောက်ဖြစ်နေလို့လေမိမိချင်းမို့ ချောင်းယုံချောင်းနာလောက်ကိုခွင်းတော့နိုင်ပေမယ့်သူဟာချက်လေးကိုကျူးကျော်ဝင်ရောက်လာတာမှမဟုတ်တာလေဒါပေမဲ့ဒါကလည်းမိညိုမလို့ပါမိညိုရဲ့အမောက်ရည်ဖြစ်တဲ့မိဝါမိစိန်းတို့သာဆိုတော့ဘယ်အကြောင်းခံပါလဲလာပြီးချောင်းနာနေတခုခုလှုပ်လိုက်မှာပါသူတို့တွေကတိတ်ပြီးတော့ဆက်ဆန်တာနေနေမှအလွဲခံတာမဟုတ်ပါဘူးမိညိုကတော့စိတ်ညူတယ်ကဲအကြောင်းတရားမှတ်လာလို့ဒီဘွားကြီးမှနေနေရပြီဖြစ်နိုင်မယ်ဆိုတော့ဒါပေမဲ့ မိညုံမှာတာဝန်ရှိတယ်လေချက်ကြီးတွေကိုလူစင်းတွေမလာစေဖို့မိညုံဒင်းဒင်းစောင့်ရှောက်ရမယ်ဒီတော့ဒီမျိုးသမီးဘာလာချောင်းတာလဲတည်ရစေဖို့သွားပြီးစောင့်ကြည့်အောင်ပါပါအဲ့ဒီတွင်နေအိမ်မောကစင်းလာတော့အမျိုးသမီးရဲ့အပြုတ်မှုကြောင့်မိညုံအံ့ဩလို့တောပါတယ်သူကခြံစီရိုးတိုင်ပေါ်ကိုစပယ်ပန်းလေးတင်ပြီးတော့နှုတ်ကလည်းခြံရှင်တို့ချက်ရှင်တို့နဲ့မိတ်ဆွေဖြစ်ပြရစေ။ချက်ရှင်တို့တွေကျမကိုယ်တိုင်ခူပြီးတီးလာတဲ့စပယ်ပန်းတွေကိုလက်ဆောင်ပေးပါရစေ။ ပန်းလုံမွေစမ်းလုံအေးပါစေစိတ်ချမ်းသာကိုကျမ်းပါပါစေကျမကိုတနေ့ပဲခွင့်ပြုပါကျမခြံစည်းရုပ်တစ်လျှောက်မှရှိတဲ့တပြင်းညွန့်တွေခူးကျင်ပါလေကျမကရော်ရဲကစင်းရဲသူတယောက်ပါစီးပွားမရှာတတ်လို့တပြင်းညွန့်တွေခူးပြီးတော့မြို့မှာသွားပြီးရောင်းကျင်ပါလေကိုသဘောနဲ့ကိုမလုံးဝမအောင်ခြံရှင်တို့ခွင့်ပြုမှခူးပါမယ်တကယ်တော့ခြံရှင်တို့ခွင့်ပြုမယ်ဆိုရင် စပယ်ခုံးလေးကိုခြံရှင်တို့လက်ခံပေးပါအဲ့ဒီလိုတတတို့ရွတ်ဆိုနေပြီး မိညိုရဲ့တသက်ဒီလိုအပြစ်မှုမျိုးကိုတကားမှမမြင်ဘူးလားကြောင့်အံ့ဩလို့လဲတော့ပါတယ်ဘလို့လူပါလေငေးမောကြည့်နေစမှာပြုံးရှင်တဲ့မူယာနဲ့မိညိုရှိရာလှည့်ထွက်လို့တော့ပြီးတော့မြဝေးနေကခင်မင်းစရာကောင်းပြီးတော့သူ့အတွက်ချန်စီယူနာကိုမိညိုလျှောက်လာပြီးတော့ချန်စီယူပေါ်မှာထားခဲ့တဲ့စပယ်ကုံလေးကလည်းဖြည်းဖြည်းပွေပွေမှုမှုကြံ့ကြံ့နဲ့သူဟာမိညိုလို့ကို အမှန်ပဲတကူးတကခူးတီလာပုံရပါတယ်စပယ်ပန်းလေးကိုလှမ်းယူရင်းနဲ့ မိညူတယောက်ခင်သွားမိပါတယ်။အောင်တပြေရဲ့မဟာဆက်အင်းတော်နမေကခန့်တီသလောက်ရာဇဝင်ကလည်းစမ်းကြည့်လှပါတယ်။လုံခဲ့တဲ့နှစ်တရာကျော်ကအဲ့ဒီအောင်တပြေမဟာဆက်အင်းတော်ကြီးမှာမင်းမျိုးမင်းနွေတို့ဆိုပုံအောင်ပြီးတော့လှုပ်ဝဲစွာနေထိုင်ခဲ့ပြီးအင်္ဂလိပ်အုပ်စုတဲ့ကာလဆိုတော့မဟာမျိုးနယ်တို့ဖို့အန်ဒီရဲ့လက်ကမ်းရပါဒီလိုနဲ့အင်းစီတချို့နဲ့အင်တော်ရင်းကြီးကတွေ့ပြီးတော့မဟာနယ်ဝင်နေရာကြော်လေးကိုမဆူထားနဲ့အင်းဒီကအင်မြင်တော်မထွက်ကြပဲ ရှိမှန်မသိအောင်တော့ပြည့်ရည်စွာနေထိုင်ကြပါရဲ့ဒါပေမဲ့ဝိသမလောဘသားတို့ရဲ့တဘောကကစိုးဝါးလာပြီးရော်လေးကအင်္ဂလိပ်အလိုတော်ကြီးတစုက မြို့အုပ်မင်းစီကိုမျက်နှာလုံးမျက်နှာနဲ့အဲ့ဒီတရင်ကိုတွားပြီးတော့ပို့ခဲ့ပါရဲ့ပို့တော့လေရိုးရိုးမပြောဘဲနဲ့ပုံငယ်မှုတွေလူစု နေတယ်လို့လို့မင်းမျိုးမင်းနယ်ဆိုတဲ့ကကြောက်ရွံ့ထိတ်လန့်နေကြတဲ့နေချဲတို့ကလည်းခြံဝင်းကိုတိမ့်မဲ့ပြီးတဘုံတွေကိုဖမ်းဆီးမယ်လို့အမိန်ထုတ်ပြန်ခဲ့ပါရဲ့ဒီလိုနဲ့ အာချင်းချီတက်လို့လာပြီးအဲ့ဒီတဲ့င်းကိုအောင်တပြည့်ရိတ်မှဆိုင်အင်းတို့ကဘယ်လိုပဲပုံကြိုတင်ကြားသည်လည်းမပြောတတ်ပဲပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုတင့်တော်ရမှာသူ့ဝက်တင်းစီပြီးတဲ့နောက်တန်စင်တဲ့အဝဲစားမွေးကြိုင်တဲ့နေသားရီတို့နဲ့ကိုကိုကိုအလှဆုံးတစားစင်ပြီးမြေဖျောင်းရှင်ထံမှာတစ္ဆာပြူတိုင်နေကြပါတယ်အောင်တပြည့်ရိတ်မိသားစုဟာဖျားတရားတန်ကဂျေရနာသုံးပါးကိုအသက်သက်ဆုံးကြီးညိုကိုးကဲသူများဖြစ်ပါသည်အီမန်ကန်သောတစ္ဆာစကားကြောင့် နောက်ပွင့်တော်မူမည်အရိမတိယဘုရားရှင်အားဖူးမြော်ခွင့်ရရပါစေတရားထူတရားမြတ်ကိုနာကြကကျွတ်တန်းဝင်ရပါစေသာဆိုပြီးတော့အတိတံပြုဆုတောင်းပြီးတဲ့နောက်မှာတပါးသူရဲ့အနိုင်ကျင့်တပြတ်မှုကိုပခံလိုကြတဲ့မန်ထက်တဲ့သူတွေဖြစ်ပြီးအင်္ဂလိပ်တို့မသိမ့်ပိုက်ခင်ပါပဲသူတို့ကိုသူတို့အဆုံးစီရင်လိုက်ပါတယ်အဲ့ဒီရာဇဝင်ဟာအဖြစ်မှန်ဟုတ်လေသလားမဟုတ်လေသလားမာလာမသိဒါပေမဲ့တိတဲ့စာအရွယ်တွေကခြံဝင်းနဲ့ပတ်သက်တဲ့ရာဇဝင်ကို အိယာဝင်ပုံမြင်လို့ကြားနေရပြီးနောက်ဆက်တွဲအနေနဲ့လူစုဟာပြုတ်နဲ့လွဲ့ထားတဲ့ပစ္စည်းတွေကိုဆွဲလန်းပြီးတော့ခြံထဲမှာမကျွတ်လွတ်ပဲရှိနေတယ်လို့အင်္ဂလိပ်တို့ရောက်လာတဲ့အခါမှာခြံဝင်းကို မတွေ့ရဘဲနဲ့မြေကွက်လက်ကြီးကိုသာတွေ့ရပြီးမျက်နှာလို့သူလူတစုဟာမျက်နှာမရခြေထောက်သာရခဲ့ပါတယ်အဲ့ဒီတွေကဟုံငနေပြောက်ွယ်သွားတဲ့အောင်တပီရဲ့စိုင်းအိမ်တော်ဟာနိုင်ငံတော်အေဂျင့်နဲ့အခါမှာဘွားကနေပြန်ပေါ်လာခဲ့တယ်လို့ပြောပါတယ် တန်ဒီဘောကိုချင်းခဲ့လာတဲ့သူတွေကိုချောက်လန့်ထုတ်ပြီးတော့လူဘဝတုန်းကကုသိုလ်ကံကြီးမာပြီးအကျင့်သီလဆင်ကျေခဲ့သူတွေဖြစ်တာကြောင့်တကူအစ်တီဖက်လေမြင်မာလို့နေပါတယ်။သူတို့ရဲ့ခြင်းနေကိုစောကားနှောက်ရှက်ဖို့ကျူးကျော်လာတဲ့သူတွေကိုလည်းအသက်သေးတဲ့အထိပြူစားနိုင်စွမ်းရှိတယ်ဆိုပြီးရောင်လူကြီးတွေဟာအစင်စင်လက်စင်ကံပြောဆိုခဲ့တာကြောင့်မာလာတို့ရဲ့လက်ထက်မှာလည်းခြံဝင်းသားကိုကဲ့ရဲသူဆိုလို့မရှိသလောက်ရှားပါတယ်။မာလာတယောက်မနဲ့ပြန်ဆိုတော့ အသက်16နှစ်ပြည့်တော်မှာဖြစ်ပြီးအမေကစီးပွားရှာရင်ရှာမရှာရင်အိမ်တော်ချပေးမယ်လို့တိုက်တွန်းနေပြီးတော့မာလာတို့ရောဒီလိုပါအသက်16ပြည့်လို့အပြူပေါ်ဝင်းကမှအလှပြည့်စုံပြီဆိုရင်အစွမ်းကုန်ဖူးပွင့်နေတဲ့ကန်းကုန်လိုရောင်းတဲ့ဝင်တဲ့သဘောရှိပြီးတော့လာရောက်ဆက်ဟက်သူတွေအများဆုံးကာလပါဒါကြောင့်မိမသားပြီးပြီးစီးပွားမရှာခြင်းအလုတ်ကျန်းကိုပင်ပင်မဲမဲမလို့ချင်တော့အများစုကအသက်16နှစ်ကိုကြော်တာနဲ့အိမ်တော်ပြူကြပါတယ် မာနာကတော့အိမ်တော်မပြုတ်ခြင်းပဲဒီရွေဟာအိမ်တော်ပြုတ်ဖို့တွေအရန်ကိုငယ်လုံးပါတယ်ဘောကမှလည်းလိလမှတ်တရားဆရာတွေအများကြီးကျန်တာကြောင့်အိမ်တော်ပြုတ်ခြင်းနဲ့ဘ ਹੁ တုဒ္ဒရရဲ့အဝေးကိုမာလာမပြေးခြင်းပါဒီလိုနဲ့မာလာဟာစေဝါရေးလုံးမှဖြစ်တော့မယ်မဟုတ်ရင်တော့အမေကမိုးဆူဥပိုတုတ်ရဲ့သားနဲ့အိမ်တော်ပြုတ်ဖို့တွေလှုပ်တော့မှာပါအိမ်တော်မပြုတ်လို့သေးတဲ့မာလာဟာမရရတဲ့အဆုံးမှာတော့လူတွေကမကြံစီရဲတဲ့အကြံကိုမြေကန်းတက်စီမကြောင် အရေးစွန်ကလုတ်ခဲ့ပါလေဘာဘာရေးအမလေးလေးမိမလားညီယူးများယူးနေလားဘယ်နဲ့အေးအဲ့ဒီချက်ကြီးစီကိုညှင်းမလို့တောင်းဝင်နေဘာယူးထတာလဲဘာသားလုတ်တာတော့ဘသူကချွန်းလုံးလုတ်လိုက်တယ်မသိအောင်တပြေရိတ်စံတော်ကပြန်လာပြီးတော့အမေရဲ့ခုနှစ်တန်ချီတဲ့အော်တန်ကိုကြားရပြီမလာကလည်းရှင်းပြဖို့တွေအသိပြင်းစင်ထားလိုက်ပါလေမိစွေတော့ဖွဲ့တာပါအမေယာအမလီជីជីကြည်ကြည် ဘာကိစ္စရှိလို့တော့ပတ်သက်တာလဲနေကိုဟိုကဝိညာဉ်နှုတ်လိမ့်မယ်အင်ကြီးရဲ့ရှားစွင်ကိုမသိတာလည်းမဟုတ်ပင်နဲ့အမေကလည်းတိလို့သွားရတာပေါ့အိမ်မန်ရှင်တွေကသူတို့ကိုနှောက်ရှက်မှ ပြူစားတာလေမိတ်ဖွဲ့လာတဲ့သူတော့ဒီလိုလုပ်မယ်မထင်ပါဘူးနောက်ပြီးတော့သူတို့ channel လည်းမဝင်ဘူးလေအခုလေ channel တော့မရောက်ခဲ့ပါဘူးဘာလာဟာဆက်ပြီးတော့ရှင်းပြမနေတော့ပဲရှင်းပြလေအမေကလက်ခံမှမဟုတ်တာကြောင့်အမေစကားကိုနာခံတရားအောင်လုပ်ပြီးတော့ ခေါင်းကိုခက်မြက်မြက်ပဲငိမ့်လိုက်ပါတယ်။အတွေ့ထဲမှာတော့မနေ့ပြန်အောင်တပြည့်ရဲ့ချံကိုတော်ပြည့်အောင်တော်မယ်လို့စိတ်ကူးလို့နေပါတယ်။မာလာတယောက်ဝမ်းသာတော်ပြီးချံစီရိုးပေါ်မှာစပယ်ပန်းကုန်မရှိတော့ဘဲနဲ့မျက်စိမာလာဆိုတဲ့အထင်နဲ့မျက်လုံးကို ပုတ်တက်ကတိကျပြန်ကြည့်တော့လေဘာမှမရှိပါဘူး။ဒါပေမဲ့အစ်တမရေသေးပဲတက်ထားတဲ့အတိုင်းပဲတုံးရက်တည်းတည်းခွင်တော်မှဖြစ်ပြီးတော့တုံးရက်လုံးလုံးခွင့်မြူမှတပြည့်ညွန့်ကိုခုမဲ့လို့ဆုံးဖြတ်ခါ ီနေ့မှလည်းစပယ်ပန်းကုန်းလေးကိုချန်စီယိုတိုင်ပေါ်မှာချစ်ပြီးတော့မနေ့ကလိုပဲရေရွတ်လို့နေပါရီရေရွတ်တဲ့အစိုးမှာတော့ခြံထဲကအတန်တခုကြားရပြီး အချိန်ကမနဲ့၄နာရီခွဲလောက်ဖြစ်တာကြောင့်ပဝန်းညင်ကိုလည်းရှင်းလင်းစွာမမြင်သေးပါဘူးအဲ့ဒါနဲ့အတန်ကြားရစီကိုဓမီနဲ့ထိုးကြည့်လိုက်တော့မြင်တွေ့လိုက်တာကဘာကြီးမှမသိပါဘူးလူဝင်ကြီးနဲ့တူပြီးတော့အိမ်ပေါ်ကမှမဲမဲလုံးလုံးအကောင်ကြီးတကောင်ဟာ မာလာကိုကြောပြီးကထိုင်းနေပြီးမာလာတယောက်ဆက်ပြီးတော့မနေရတော့ပဲတကြိုးတည်းလှစ်ပြီးပြေးလာခဲ့တာပါမနေ့တုန်းကကြောက်မဲ့ဖွေရမြင်ကွင်းကိုမြင်တွေ့ခဲ့ရပေမဲ့ဇွဲတန်ထားတဲ့ကလေးမလေးမာလာဟာလွယ်လွယ်နဲ့အာမလျှော့နောက်နေ့မှလည်းအမီမတိအောင်ခိုးထွက်လို့လာခဲ့ပါတယ်ရောက်ရောက်ချင်းမှာရေဝါကိုပြေးကန်လိုက်တယ်လို့ခံစားလိုက်ရပြီးစပေကုံလေးကဒီတိုင်းလေးပဲမနေ့ကထားခဲ့တဲ့အတိုင်းပုံစံမပြတ်ပါဘူးဒါပေမဲ့လည်းမတက်နိုင်ပဲ ဆင်းရဲသားတို့ရဲ့ဘဝကိုဆင်းရဲပုသူတာတိမာဆိုတော့ခွင့်မြုပ်ချက်ရတဲ့တည်းတနာခံမှုပဲရှိပါတယ်တဦးမြတ်တာတဦးမှာဆိုတဲ့စကားကို မာလာယုံကြည်ပြီးတလားနဲ့မရရင်နှစ်လတောင်းဆိုမယ်ဒီလိုသဘောထားတာကြောင့်တောင်းမှန်ဒူးရှိုးပြီးတော့အရင်နေ့ကလိုပန်းကုန်လေးကိုထားကပြန်လာခဲ့ပါတယ်မေမေလုံလုံတရဝါကြီးကိုတော့အိမ်မောင်ဝါရဲ့နဘေးမှာထက်မှန်တွေ့ခဲ့ရပြန်ပါတယ်ခုနှစ်ညမြောက်ခဲ့ပြီးတော့မနေ့တိုင်းမှာအမေမသိအောင် ခိုးကြောင်ခိုးရဲ့ထွက်လာခဲ့ရတဲ့ဒုက္ခကလွဲပြီးတော့အရာအားလုံးဟာအစဉ်ပြေလို့နေခဲ့ပါတယ်။မိဖွေရတဲ့အလုပ်ကမာလာအတွက်နေဆတူဝဖြစ်သွားပြီးမတော်ပဲနေရင်တော့ဟာတာတာဖြစ်နေအောင်ပါ။နေ့စဉ်တည်ထားတဲ့စပယ်ပန်းတွေကိုခြံစည်းရိုးအုပ်တိုင်မှာတင်မြစ်တာဖို့စူတောင်းပြီးတော့ပထမဆုံးရက်က အကြာ၆ရက်လုံးစပယ်ကုန်းတွေပျောက်သွားခြင်းမရှိပါဘူး။မနေ့၄နိုင်မှာအောင်နေပြည်ရိတ်ဆန်အင်းရှိကို မာလာရောက်လာပြီးဒီတစ်ခါတော့ အတော်လေးကိုအံ့ဩလို့သွားပါတယ်။ချက်ဝင်းလေးမှမင်းကလေးတယောက်လမ်းလျှောက်နေပြီးထွတ်ထွက်ကိုလှပြီးတော့အသားကြီးဟာမှုန်ပြပြအလင်းရောင်အောက်မှာတော့ဖြူဖွေးလို့နေပါတယ်။အသက်ကတော့မာလာရုံးနဲ့မတီးမရင်ရှိပြီ။သူမဟာ မာလာရောက်လာတော့ပြုံးပြပြီ။မာလာကတော့မပြုံးနိုင်ပါဘူး။ဟင်ဒီချိန်ရင်းမှာနင်ဘာလာလို့တာလဲ။ထွတ်ထွတ်တော်မြင်မြင်နင်ဒီချိန်ကြောင့်မသိဘူးလား။ဟမ်ဘာလို့ဆုလို့ရလဲ။ ဒီချင်ကဘာဖြစ်လို့လဲကျော်ဒီချင်ကြီးရွာထဲမှာဒီလောက်တရင်ကြည့်နေတာချင်ကြီးကမြေကျက်နေချင်တဲ့ကိုတစင်းဝင်အာကြီးစိတ်ဆိုးတာဒုက္ခရောက်နေမယ်မာလာဟာပြောလေပြောပြီးချင်တဲ့ကကောင်မလေးကိုလည်းအပြင်ကိုထွက်ခိုင်းပါတယ်မဆွေးရုံတမဲအမူအရာနဲ့စိုးရင်ပူပန်နေတဲ့မာလာကိုကြည့်ပြီးကောင်မလေးကထပြီးတော့ရီလိုက်ပါတယ်နင်နင်ဘာလို့ရီရလဲငါအကောင်းပြောတာဘာလဲ နေမိဘာတွေနဲ့ရင်ဖြစ်လို့လားမဟုတ်တာတော့မလုံနေတော့အဖန်900ကဘာတဲ့စိတ်ညစ်စားရှင်ငါ့ကိုရင်ဝင်မှာဟုတ်တယ်အဲ့ဒီစကားအမှန်ပဲဒါနဲ့ဒီကနာမည်ကငါ့နာမည်ကမာလာလေနေရရောမိညိုလို့ခေါ်တယ်မိညိုတွေစိုးရင်ပြီလို့ကျေးဇူးပါဒါနဲ့မာလာယူလာပြီးတဲ့စပယ်ပန်းလေးတွေကတိမ်မွေးတာပဲနော်ဒီချန်လေးမှာစပယ်ပင်တော့ မရှိဘူးတစ်ချက်လုံးမှာတပြေးကြီးပဲ ကျွန်တော်ကတော့တီးပင်စားမိမယ်ရှိတာမိညိုလေးမွေးကြိုင်နေစပယ်ပန်းတွေကိုသဘောကျတယ်ဖះကိုလည်းတပြေကြီးပဲတပြေကြီးပဲလှူနေရတာအာနာလာပြီနေပေါင်းနင်ဘာတွေပြောနေရလဲငါတော့နားမလဲတော့ချင်းထင်းမှာတပြေကြီးပဲရှိတာနဲ့ဘာဆိုင်လို့လဲမိညိုကဒီချင်းထင်းမှာနေတာလေတပြေတွေနဲ့မဆိုင်ရင်ဘာနဲ့ဆိုင်ပါလဲဟမ်မိညိုဆိုတဲ့မိန်းကလေးရဲ့စကားကြောင့်မာလာတယောက်လက်သွားပြီးစပယ်ပန်းကုန်တလေ မိညိုကိုတလေအပြန်အလှန်ကြည့်ရင်လေကြောက်ရွံ့လို့သွားပါတယ်မကြောက်ပါနဲ့မိညိုကတစ်ဖက်သားကိုဒုက္ခမပေးတတ်ပါဘူးနောက်ပြီးမိညိုကမလောက်ကိုခင်းလို့ပါမမကြီးတို့ကတော့ခွင့်တောင်းပြီးတော့လာတွေ့တာဒါဆိုဒီအိမ်ကဟုတ်ပါတယ်ကဲပြီးလေတထေကစပယ်ကုန်နောက်ပြီးတော့ခြံထဲကတပြည်လေစိတ်ကြိုက်ခုတော့မလာဟာတုံရင်နေတဲ့လက်နဲ့မိညိုစီကိုပန်းပေးလိုက်ပြီး မိညိုဟာအပြုံးမပြဲမျက်နှာနဲ့အိမ်မော်ကို တက်သွားခဲ့ပါတယ်။မာလာတယောက်အိမ်မက်မက်နေသူတယောက်လိုမလုံမရှက်ရက်နေခြင်းနဲ့ဇောချွေးတွေလည်းပြန်နေပြီးလာရောက်မိတ်ဆက်စင်းတွေကတခုခုကြုံရမယ်လို့ကြိုတင်မှန်းဆထားပြီးသားဖြစ်ပေမဲ့အခုလိုကြက်စွဲကောင်းတဲ့မင်းမပြူလေးကိုယ်တိုင်လာရောက်နှုတ်ဆက်လိုက်မယ်၊စကားပြောလိုက်မယ်ဆိုတာကိုတော့လုံးဝမတွေးမိပါဘူး။ဒီတော့မှတော့ချန်စီယိုတလျှောက်မှရှိတဲ့တပြေးပန်းတွေကို ပါလာတဲ့တောင်းနဲ့နိုင်တယ်လို့ခူးလိုက်ပါတယ်ဒီနေ့ပဲမြို့တက်ကရောင်းပြီးအမြင့်သေးကငွေကနေမိညိုတို့နှစ်သက်မဲ့ပန်းတကူကိုဝယ်ခဲ့မယ်လို့တွေးလိုက်ပါတယ်ဖော်ရွေလာတဲ့ဥစ္စာဆုံးမတွေမိညိုကိုမြင်မြင်ချင်းမှခင်မင်သွားပြီးမိညိုက မာလာလိုပဲပန်းချစ်သူတယောက်ပါယောသားတွေမရေမိစေဖို့မာလာဟာပြပြရေးရေးနေထိုင်ပြီးတော့မိရင်ဖြစ်သူကိုတော့အတိမပေးခဲ့ပါဘူးမနယ်စောစောထဒါတိုင်းမှလည်း မိညိုနှစ်သက်မဲ့ပန်းတမျိုးမဟုတ်ပါလာပြီးတော့ဒီနေ့မှတော့သုံးနေသမျှဆိုအောင်ထွက်ခဲ့ပါလေမိခင်မနှိုးခင်မှာအိမ်ပြန်ရောက်နေရင်ခက်စိုးစိုးထမတောကကြမှာဖြစ်ပြီးအောင်တပြည့်ရေးရှိကိုရောက်တော့မိညိုကစောင့်လို့နေပါလေမလာလေရှာရှာပါပါရလာတဲ့ယူရီယာနှင်းစီလို့ခေါ်တဲ့နှင်းစီပန်းစီကိုမိညိုစီကိုကံပေးလိုက်ပါလေပန်းလေးကလှလိုက်တာနှင်းစီပန်းနဲ့တော့တူတယ်နော်ဒါပေမဲ့အရာဝနှစ်ယောက်ဆက်ဆိုတော့နှင်းစီဟုတ်ပုံမရအောင် ဲ့ဒါနင်းစီပဲမိညိုရဲ့ဒါပေမဲ့ဒီခေတ်မှာတော့အယောင်တွေဆက်ကုန်ပြီလေနိုင်ငံเจ้าမှာဆိုရင်ရောင်စုံနင်းစီတောင်ရှိတယ်ကျေးဇူးတင်ပါတယ်မာလာရဲ့ဒီဘန်းတွေကလောကီလောကုတ္တရာနှစ်ဖြာလုံးတွေစင်ကြယ်တယ်မို့လားဘာအောင်မေးရလဲမိညိုဩဖျားတင်နေလို့လေလောကီအရာညဉ့်ညဉ့်ညဉ့်ပစ္စည်းနဲ့ထုတ်ပိုးလာရင်ယုံညံ့တယ်လို့လောကုတ္တရာရခိုးဝက်လာတဲ့အရာဆိုရင်ယုံညံ့နေလေဒါကြောင့်နှစ်ဖြာလုံးတန့်စင်းမှဖျားတင်နေလို့မေးကြည့်တာ တက်ပါတယ်စိုက်ခင်းကနေချက်ချင်းခုလာတယ်ပဲငါကိုယ်တိုင်ဝဲလာတာကျေးဇူးတင်ပါတယ်မာလာရေမိညိုပြောသလိုပဲမိညိုလိုလေမာလာနဲ့ခင်းမှဖေယားဆောင်တစ်ခုလုံးမွေးကြိုင်တင်းထုံနေတာစပေပန်းတွေလည်းပါလာတော့မဲလားဒါတော့ဝေတရားရှိတယ်လေအဲ့ဒါငါကိုယ်တိုင်ကမိညိုတွေခူးပြီးကျင်တာဟိုပန်းခူးပြီးရင်မိညိုကိုလှမ်းခေါ်လိုက်နော်မာလာကိုအခုကြီးတောင်းကြလေးရှိလို့ဒီလိုနဲ့ထုံးစံတိုင်းနှုတ်ဆက်ကအိမ်မော်တက်သွားပြီး ချက်တကားကိုတော့ဒီတိုင်းပဲထားခဲ့ပါတယ်။လုံခဲ့တဲ့၄ရက်ကစလို့မိညိုကိုယ်တိုင်ချက်သေးကိုအလဲလာဖို့မာလာကို ဖိတ်ခေါ်ပြီးပထမတော့ရွံ့လုံမဝင်မိမိမိညိုဟာလာပါများလာတဲ့အခါမှာတော့မာနာကလည်းမျက်စိမိတ်ကဝင်လာခဲ့ပါတယ်။အတော်တန်ရင်းနှီးနေပြီဖြစ်တာကြောင့်ဒုက္ခပေးမှမဟုတ်မှန်းမာလာယုံကြည်လာပြီးတော့တကယ်တော့မိညိုဟာစေတနာရှိထားပြီးတော့ဖိတ်ခေါ်ခဲ့တာပါ။၄စင်မပြတ်နှစ်လကျော်ကျော်လောက်ခုဆုလာခဲ့တဲ့အခါမှာ တပြေပြင်းအားလုံးကအညွန့်တုံးလို့နေပါဖြစ်လာပြီးရှေ့လျှောက်မာလာဖို့ခူးစရာနေပါသွားတာမိညုံမြင်လာကြောင်းအခုလို့ဖိတ်ခေါ်တာပါဖေယားဖေယားတပြေပန်းနှင်းကြီးပါလားကြံစီရိုးပပတ်လင်မှာတပြေယုံနေနဲ့ပြည့်နေနေပြီးအပြင်ကလှမ်းကြည့်လိုက်တော့ခြံထဲကိုမမြင်တာနဲ့ဘယ်လိုအခြေအနေရှင်းမမသိပဲအခုခြံထဲမှာတပြေတော်ကြီးကဟီးထားလို့နေပါတယ်မာလာတယောက်ငွေတို့ကြီးကိုကောက်ရလိုက်တယ်လို့အပြော်ကြီးပြော်သွားပြီးတော့ ခြံလေးကတပြေးတွေကို စိတ်ကြိုက်ခူးခွင်ရခဲ့ပါတယ်။ဒါပေမဲ့တခြားပစ္စည်းကိုမထိစေဖို့တော့အနာကိုမလာစေဖို့တော့အတိအကျမှားထားပါတယ်။ဒီလိုနဲ့ပန်းကိုရင်နဲ့တောင်းပြေသွားပြီးအချိန်ကလည်းရောင်နေတန်းလာပြီဆိုတော့မိညိုငါပြန်တော့မယ်။မိညိုတယောက်ဘယ်နေရာကို ရောက်နေတယ်မသိတော်တော်နဲ့ပေါမလာပဲမာလာဟာအခါအခါအော်ခေါ်လိုက်တော့မှမိညိုဟာမာလာနာမှာဘွားကနေပေါ်လာခဲ့ပါတယ်။ မင်းညိုနေကူညီတောင်းမယ်ဆိုတာဘာလဲအတက်နိုင်ဆုံးကူညီပေးမယ်လေဒီလိုပါဟိုနာကတောင်းကမှုလေးကိုတွေ့ရမလားအင်းတွေ့ရလေအဲ့ဒီပုံမှာစေတီတစုတည်ခြင်းနဲ့ညံတော်ကကိုတော်ပြေလို့ဆိုတော်ပါပြီအဲ့ဒါမာလာကူညီနေမလားဟင်မင်းညိုစကားကြောင့်မာလာဟာငိုချင်စိတ်တော်ဖြစ်သွားပြီးတော့တောင်းမယ်လို့ငေးကြည့်နေတယ်မြေဝင်းတွေကိုလည်းရှင်မဆန်ရဲတာကြောင့်အကြည့်လွှဲလိုက်ပါတယ်မင်းညို ငါဘဝမှာအချစ်ဆုံးသူနှစ်ယောက်ကိုပြောပါဆိုရင်အမေနဲ့နေမေနေုံကခင်းနေဘာမဆိုလှုပ်ပေးခြင်းနေဒါပေမဲ့ခက်တာပတ်စံကအဲ့ဒီလောက်မရှိဘူးလေတပြေရောင်းရတဲ့ငွေရလေကြောင်ကြောင်လေလေတော့ရှိပါတယ်။အော်ဟုတ်သားပဲမိညိုကလည်းစကားကိုလူရင်းရောင်မပြောတတ်ဘူး။ဒီလိုမှလာရဲ့စီဒီတီးဖို့တွေစီမံရုံနေစီမံမှာမိညိုကအဆအဆုံးလှူတယ်မှာပါ။မသိပါဘူးငါတော့စီမံကောင်းဖြစ်လိုက်ရတာဒီလိုဆိုရင်တော့ကုညီနိုင်ပါတယ်။ ဒါပေမဲ့ဒီကိစ္စကိုငါတယောက်တည်းလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးလေ။ရောင်လူကြီးစီမှာခွင့်ပြုချက်တောင်းရအောင်ပါ။အစီအမီအောင်သာလုပ်ပြီးပါမလားရေ။အရေးကြီးတာက အလွန်ငွေကိုမိညိုလို့စီကရမယ်။ဘသူမှမသိစေနဲ့။အဲ့ဒါကိုတော့ဂရီပေးပါနော်။ဂရီပေးပါလေ။ငါ့ကိုရိုက်ပြီးစစ်စေအောင်တော့ငါဘယ်တော့မှမပြောပါဘူး။နေငါ့ကိုယုံနေမလား။ယုံတော့အကူကြီးတောင်းတာပါမလားရေ။မိညိုကမာလာလက်ကိုဆွဲပြီးတော့ပစ္စည်းတစ်ခုထည့်ပေးပါလေ။ ိမ်ရောမှကြည့်ကဲသွားတော့ကြိုက်တုံမျိုးနဲ့ညောင်ကိုင်းလေးရောမှအန်အောထူးဆန်းပွဲရာတရင်တစ်ခု ပြန့်နှံ့နေပြီး ကြားသူတိုင်းကပါဇက်အဟောင်းသားနေဖြစ်နေပါလေအဲ့ဒါကတော့တပြေတင်မာလေးမာလာတယောက်မြဘရဲ့တကုံကောက်ရလို့တယ်မာလာဟာရရချင်းမှာတကြီးစီကိုတော့အပ်ပြီးတရားနဲ့အညီအုပ်ချုပ်နေတဲ့တကြီးက အပိုင်စီချင်းမရှိဘဲနဲ့မာလာကို ပြန်ပေးပြီးတော့မာလာဟာကောက်ရတဲ့ပစ္စည်းဖြစ်တာကြောင့်လူချင်းတက်မှတ်မှုမရှိ ဖျားတယ်ဖို့အတွက်ဆန္ဒရှိတဲ့အကြောင်းပြောတာကြောင့်တရွာလုံးကအံ့ဩလို့တော့ပါတယ်အများစုဟာဝမ်းသာကြပြီမေတချို့တလေကတော့မစီမဆိုင်တာသနာဖြစ်လှုပ်ချင်ပြီးမလအမေစီကိုတွားပြီးတော့ကလေးကိုနားချပါလို့ဆိုလာပါတယ်လောဘနေသူမိခင်ကြီးဟာမလသဘောနဲ့တူနေတာကြောင့်စိတ်ချမ်းသာစရာကောင်းခဲ့ပါတယ်ကိစ္စဝါဝါကိုကျော်လူကြီးကစီမံပေးပြီးငွေခင်းတော့လမ်းဖြစ်တယ်ဆိုတဲ့အတိုင်းပဲမြဘရဲ့ရောင်းရတဲ့ငွေကြောင့် အဆအဆရရဆင်မြေခဲ့ပြီးမြပရက်ကလည်းနေနေရရမဟုတ်ရှီအောင်ပစ္စည်းဖြစ်တာဆိုတော့ဈေးအများကြီးရခဲ့ပါတယ်။ကိုတော်မြေစီဒီကိုမိညုံညွန်ပြရာနေရာမှာတည်ခဲ့ပြီးတော့ငွေအားလူအားရှိပေမဲ့လက်မှန်ဆက်သွယ်ရေးခက်တာကြောင့်ဖျားတည်တာဟာနှစ်နှစ်တာမြကြာခဲ့ပါတယ်။အဲ့ဒီနှစ်နှစ်ထဲမှာမာလာဟာလူရည်မိမှဆိုတာကြောင့်မိညုံစီကို တလားတစ်ခေါက်သာရောက်ပြီးတော့အမြဲတမ်းတောမေးဆိုရင် တိတ်ဆရာတွေရဲ့မတင်ငါမှုကိုရနိုင်တာကြောင့်ပါဒီလိုနဲ့နှစ်နှစ်အတွင်းမှာစေဒီတဲချင်းဟာပြင်းပြောင်းလို့သွားပြီးတော့ဖျားပွဲလုတဲ့ခါမှာတော့မာလာဟာမိညို ကြားတဲ့အတိုင်းကွယ်လွန်သူမိဝါမိစိနဲ့မိညိုတို့ညမသုံးယောက်နဲ့တကွအောင်တပီမိသားစုဝင် အားလုံးကြာကြာသမျှအမြအမြယူတော်မူကြပါကုန်လောတာဓုတာဓုတာဓု ောင်တပီးစံတော်ကမြမသုံးယောက်လုံးရဲ့နာမည်ကိုခေါ်ယူက အများတန်းပေးဝေခဲ့ပြီးသုံးညိမြောက်တာတို့ခေါ်ဆိုပြီးတဲ့နောက်မှာတော့မိသည့်ရက်ကပြန့်လွင့်လာမှမသိတဲ့စပေရင်နဲ့တွေကိုအလူလာသူအားလုံးရရှိခဲ့ပါတယ်။အဲ့ဒီညမှာအိမ်မက်မက်ပြီးတော့အိမ်မက်ထဲမှာမိညိုကအညိုရောင်ဝက်ဆက်ကိုဝစ်စင်ထားခြင်းမဟုတ်ဘဲနဲ့အယောင်တလက်လက်တောက်ပါနေတဲ့ပိုးသားအညိုဝက်ဆက်ကိုချက်ရဲစွာဝစ်စင်ထားပြီးတော့ပြုံးရှင်တဲ့အမူအရာနဲ့ ကျေးဇူးတင်လိုက်တာမာလာရဲ့မာလာကျေးဇူးကြောင့်တိတဲ့အစစ်မြင့်တဲ့နေရာကိုသွားရတော့မယ်မာလာကိုကျေးဇူးဆက်တဲ့အနေနဲ့မိညိုတို့ပိုင်းတဲ့ခြံကြီးကို အမွေပေးခဲ့ခြင်းနဲ့မာလာမငင်းပါနဲ့ဒါဆိုနင်တို့နဲ့ကမတွေ့ရတော့ဘူးပေါ့နော်ဟုတ်တယ်နောက်ထပ်တွေ့ခွင့်မရတော့ဘူးမိညိုတို့တိုက်ကပြောင်းရတော့မှလေမိညိုနေမတော်ပါနဲ့နေမီးတဲ့ခြံလဲငါမလို့ချင်းဘူးအာရုံနေအောင်အခုလိုပဲ တက်တက်လုံးခင်းခင်းမင်းမင်းနေကြမယ်လေအာတပြေခိုးလာတဲ့နင့်တို့ပန်းတွေဝယ်လာခဲ့မယ်တနေ့ကျနင်တို့မတွေကို ခွင်တော်ပြီးတော့ဖျားကိုတို့နဲ့အတူတူသွားဖို့မယ်လေမကောင်းဘူးလားမိညိုနေလဲမငုံနေတော့ဘာလဲမငုံတော့ဘူးတူရီကဗုဒ္ဓဘာသာဝင်နေပဲကံကံရဲ့အကျိုးကိုယုံကြည်ရမှာပေါ့နင်းနေကဒီလောက်ပဲကံမာလို့ပေါ့လေနောက်ဆက်မတင်မနေစိတ်ကြလဲချခရီးဆက်ပါတန်နီယာတို့ခွေးမှာငါတို့နှစ်ယောက်ပြန်ပြီးတော့စုံနေမှာပါလေ အခုခါမှာတော့မာလာဟာတပြည်တည်းမာလီမာလာမဟုတ်တော့ဘဲနဲ့အောင်တပြည်ရဲ့ဆိုင်အိမ်တော်ရဲ့အရှင်သခင်ဒေါ်မာလာဖြစ်နေပြီးတော့ကျေးရွာလူကြီးကိုယ်တိုင်မိညိုပေးတဲ့အိမ်မက်ကိုမလွန်ဆန်ဝင့်တာကြောင့်မာလာလက်ကိုအိမ်ကြီးကိုလွှဲပြောင်းအံ့နံခဲ့တာပါအစပိုင်းမှာမာလာတယောက်ဘလို့များဒုက္ခရောက်မလဲဆိုတဲ့အတွေ့နဲ့ကျော်သူရွာသားတွေကစောင့်ကြည့်လို့နေပေမဲ့ဘာတခုမှမဖြစ်တဲ့ပြင်စိုက်ပျိုးထားတဲ့အသေးနံတွေတပြည်တွေကိုရောင်းချရင်းနဲ့မာလာတယောက် စီးပွားရေးတွေတိုးတက်လို့လာခဲ့ပါတယ်။အခုဆိုတော့နှစ်တူလေကြာခဲ့ပြီးမမလာဘဝကဒေါ်မလာဘဝကို ပြောင်းရွှေ့လို့သွားပြီးတော့ညောင်ကိုင်းရွာလေးရလဲဒေါ်မလာရဲ့ကြည်စုနဲ့လမ်းပေါက်ပြီးလိုင်ကသုံးလေးစီးတော့ဝေရောက်ပြေးဆွဲလို့နေပါတယ်။အောင်တပီရဲ့ဆိုင်အိမ်ကလည်းတီးပင်စားပင်တွေအလှတွေနဲ့ဝေစားလို့နေပြီးတော့တပီပန်းတွေကလည်းလက်ဩစာမိတယ်လို့မတီစီကျွေးလိုက်တယ်လို့၆တွေးညှို့ရခြင်းမရှိ၁၂ရာသီလုံးမှာ ဒန်းငင်တိုင်းလမ်းလို့နေပါတယ်။နောက်ပြီးတော့အခုအချိန်တိုင်းမပြောင်းလဲပဲရှိတာကတပြေဟန်းကြားမှာလမ်းလျှောက်တဲ့အခါမှာမာလာတစ်ဖြည့်လေတော်မာလာတယောက်ရေရွညီးတွားနေတဲ့ဇာတ်တခုကတော့ဒွမ်းလိုက်တာမိညိုရဲတယ်ပါ။ပရိသတ်တွေခုနဆင်ခဲ့ရတဲ့ဇလန်လေးကတော့စာရေးသူခေါင်းနှုံးကိုရေးသားထားတဲ့ဒွမ်းလိုက်တာမိညိုရဲဆိုတဲ့ဇလန်လေးပါ။ဆက်လက်ပြီးတော့လေစိတ်ဝင်စားဝယ်ရာဇလန်လေးကိုတင်ဆက်ပေးဖို့ရှိတာကြောင့်စောင့်မျှော်နားဆင်အားပေးကြပါအောင်ဗျာ။ ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးစီပါလက်လာပါများ တိုးတက်ကြပါကြပါစေဗျာ။